အားလုံးမင်္ဂလာပါဆိုင်နေတမန် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းလေးတွေကျွန်တော်တို့ပြောကြည့်အောင်ပါเนาะဆိုတော့ United ကအခုလက်ရှိအနေထားမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့အယူပါလိကျွန်တော်တို့ final ကိုပုံပုံနွေ့နွေ့ကျွန်တော်တို့တတ်ထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီ Watson နဲ့ပွဲပေါ့เนาะလာမယ့်ကျွန်တော်တို့ဒီအဲဆန်ဒီပေါ့နော်ဆန်ဒီညကျွန်တော်ခုနိုင်သေးတာ၅မှာပဲကစားမယ်အဲဒီဝက်ဆန်နဲ့ပွဲတော့ press လောက်ထားတာရှိတယ်အဲ့ထဲမှာကျွန်တော်တို့အဲတချို့ကျွန်တော်တို့ဒီအရေး ကြီးတဲ့အကြောင်းအရာတချို့ကျွန်တော်တို့ပြောသွားမယ်ပြီးတော့ကျွန်တော်တို့ market ratio နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းပါနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Super League Final ကဒီမေလကျွန်တော်တို့22ရက်နေ့ပေါ့နော်ဒီလပေါ့နော်ဒီလကျွန်တော်22ရက်နေ့ကြာတာပြီးနေ့ညမှာကျွန်တော်ယူပါလီဖိုင်နယ်ကျွန်တော်ကစားဖို့ရှိတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီမတိုင်ခင်ကြားထဲမှာကျွန်တော်ပရီးမီးယားလိပွဲစဉ်ကျွန်တော်နှစ်ပွဲထိကျွန်တော်ကစားဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ အဲဒီအလာမဆန်ဒီကျွန်တော်တို့ဒီ845မှာဝက်ဆန်နေကျွန်တော်အိမ်ဝင်းမှာကစားရမယ်ပြီးတော့ကျွန်တော်တို့18ရက်နေ့ပါเนาะ18ရက်နေ့မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအဒီ Chelsea ပါเนาะ နောက်ဆောက်တဲ့နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Chelsea အိမ်ခွေမှာတွားပြီးတော့အဲကစားဖို့ကျွန်တော်ရှိတယ်။အဲ18ရက်နေ့ကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တောက်ကြနေ့ဖြစ်နေမှာတင်တယ်။တောက်ကြနေ့ညပါနော်။စနေနေ့မနက်အဲအဲ့လိုမျိုးအချိန်မှာကျွန်တော်ကစားရမယ်။ပြီးတော့ကျွန်တော်တို့ဂျာထဲမှာဂျာတာဘေးနေ့အဲဒီစပါအိမ် sorry စပါနဲ့ကျွန်တော်တို့ဒီ final ဝဲကျွန်တော်ကစားရမယ်။ဆိုတော့လိုပုံစံမျိုးပေါ့နော်။ဆိုတော့ဒီ yarn နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ express မှာကျွန်တော်ပြောသွားနေထားမှာဆိုလို့ရှိရင်ဒီအချို့မေးရပါတော့သူကဒီ final ပွဲအရေးကြီးရဖြစ်တဲ့ကြောင့်မလို့အဓိကကစားသမားတွေကိုအဲဒီဂျားတွေက premium နဲ့နှစ်ပွဲမှာလုံးလုံးကြီးကျွန်တော်အနာအနာပေးသွားဖို့ရှိလာပါတော့ပြီးခဲ့တဲ့ brandford ပွဲတော်ကလည်းလုံးလုံးကြီးကျွန်တော်အနာပေးသွားဖို့ရှိလာပေါ့ဒီလိုမျိုးတွေကျွန်တော်တို့ပြောထားမှာကျွန်တော်ရှိတယ်အဲဒီနေရာမှာတော့သူကကျွန်တော်တို့ဒီပေါ့နော်ကစားသမားတွေကကျွန်တော်တို့ကစားနေတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြောချင်တဲ့သဘောကတော့ဗျာကျွန်တော်တို့ဒီ အဲ့မှာဆိုင်ကျွန်တော်တို့အပွဲတိုင်းပွဲချင်းပြီးအဲ့လိုမျိုးကြီးတော့ကျွန်တော်တို့တောင်းချင်ပါတော့တောင်းမယ်ဒါပေမဲ့အမင်းနဲ့အပိုင်းခြားတချို့တီဒီပေးကစားဖို့ရှိတဲ့အနေအထားလို့ကျွန်တော်ပြောလို့ရတယ်အဲသူပြောတယ်သူ highlight လို့ပြောတဲ့ထဲမှာဆိုလို့ရှိရင်အဘရူနိုနဲ့ဒီဟိုင်းမကွမ်းယာပေါ့နော်ဒီဒီနှစ်ယောက်ကိုကျွန်တော်အဓိက highlight လို့ပြောသွားတယ်ကျွန်တော်တို့ဟိုမြင်ထားရမှာကဒီအသေးရကျွန်တော် key player ကကျွန်တော်တို့ဟိုတိတ်ပြီးအများကြီးရှိတာမဟုတ်ဘူးနော်မကွမ်းယာဆိုရင်ကျွန်တော်တို့ဒီ central center back နေရာမှာတိတ်အေးပါတယ်ကစားသမားတယောက်ပြီးတော့ဘရူနိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ အဲဒီပေါ့နော်ကျွန်တော်တို့ဒီအတင်းရဲ့ကပတိန်ဖြစ်တဲ့ကြောင့်မလို့အတင်းရဲ့ကျွန်တော်ပွဲတိုင်းလူလူမှာသူ့ကိုကျွန်တော်အရင်တည်းကကျွန်တော်မြင်ထားရပြီးသားပေါ့နော်ဆိုတော့အဲဒီဘရူနိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ injury လုံးဝကျွန်တော်မရရတဲ့မှာပါတယ်အဲမကွာရတော့ကျွန်တော်ဒီ injury ရတက်တဲ့ထင်မှာပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီပေါ့နော်ဒီကစားသမားနှစ်ယောက်ကိုတုံးမယ်ဆိုလို့ရှိရင်ဒီပြောရမယ်ဆိုလို့ရှိရင်အဲတော့အမေပုံစံကမတူဘူးပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးရှိဥပမာထားပါဘူးဘရူနိုကကျွန်တော်တို့ဒဏ်ရာရလိမ့်မရှိဘူးဆိုပေမဲ့ဒဏ်ရာရလိမ့်မရှိတဲ့ဒလော့တို့ကျွန်တော်ဘယ်လိုဖြစ်သွားလဲ ဒါကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ risk ယူပြီးတော့တုံးရတဲ့အနေအထားအကြောင်းကျွန်တော်ဖြစ်တယ်ဆိုတော့ဒီလောက်ကြောင့်မို့ injury တွေကိုတော့ကျွန်တော်တို့အကောင်းဆုံးကြောင်ရှောင်ပြီးတော့ကစားနိုင်မှာတော့ရမယ် rotation ကောင်းကောင်းလုပ်ပြီးတော့ဒီနှစ်ပွဲကိုကျွန်တော်တို့အာကြော်ဖြတ်သွားမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီပြောထားတဲ့အထက်မှာဆိုလို့ရှိရင်ဒီ Premier League မှာကျွန်တော်တို့ကဒီအဆင့်ကကျွန်တော်တို့သိရတိုင်းပဲအဆင့်ကကျွန်တော်တို့တော်တော်ကိုနိုင်နေတဲ့အချိန်မျိုးဖြစ်တယ်ဒီ56ဒီလိုပုံစံမျိုးညာကျွန်တော်တို့ဖြစ်နေပြီဆိုတော့ အဲ့လိုမျိုးဒီဒီထက်ပို့ပြီးတော့ကျွန်တော်တို့အဲဆိုးသွားနိုင်မလားဗောနော်ဒီလိုပုံစံမျိုးကျွန်တော်ပြောရခါမှာဆိုလို့ရှိရင်အကုန်လုံးကတော့ဗျာပြောရမယ်ဆိုလို့ရှိရင်ဒီ Brandfoot နဲ့ပွဲတော်တွေကကျွန်တော်ကြည့်လို့ရှိရင်သိရဗျာတော်တော်များများကကျွန်တော်တို့ဒီဗာလေဒီပြည်ပအောင်နဲ့ဒုတိယအကြော်ကိုကျွန်တော်စိတ်ရောက်နေရပါเนาะဒါဒါကျွန်တော်နီးပြလဲကျွန်တော်တို့ဘာမှလုပ်ပြီးလို့မရဘာဖြစ်လို့ဆိုတော့ကစားသမားတွေကဒီပွဲပေါ်မှာအဲပို့ပြီးတော့ကျွန်တော်တို့ပြည်ပအောင်နဲ့ပွဲပေါ်မှာပို့ပြီးတော့စိတ်ရောက်နေတယ်ဘာဖြစ်လို့ဆိုတော့ပရီးမီးယားလိကကျွန်တော်တို့ဘာမှမလုပ်လို့မရတာအဲ့လိုချင်းဒီမျိုးဆိုတော့အဲဒါပေမဲ့ကျွန်တော်တို့ အပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီသူကိုယ်တိုင်လည်းပြောရပါတော့ဒါက Manchester United ပွဲတိုင်းကိုအနိုင်ရနိုင်မှုတော့လိုတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုပွဲတိုင်းကျွန်တော်တို့ဒီနိုင်ရင်တော့ကောင်းတာပေါ့လေဒါပေမဲ့မနိုင်ဘူးဆိုလို့ရှိရင်ဒါမှကျွန်တော် winning mentality တော့ငြင်းနေရဖို့လိုတယ်အနည်းဆုံးတော့ကျွန်တော်တို့ဒီ TV ဖန်သားပြင်ပေါ်ကကျွန်တော်တို့ကျွန်တော်တို့ကြည်နေဗျာကြည်နေတယ်ဆိုပေမဲ့ကျွန်တော်တို့အသိပ္ပတနာမရှိဘူးကျွန်တော်တို့တကယ်ကွင်းထဲကိုကျွန်တော် ဘဲကွင်းမဆိုကျွန်တော်လိုက်ပြီးတော့အားပေးနေတယ်အဲသူတို့ဒီ United ကျွန်တော် supporter တွေကျွန်တော်အများကြီးရှိတယ်ဆိုတော့ဒီ supporter တွေအတွက်တော့ကျွန်တော်တို့ကံပေးမှာရဆိုတော့အဲဒီဥပမာထားပါတော့ကျွန်တော်တို့ဒီ Ultra Four မှာကစားမယ် West Ham နဲ့ပွဲ Ultra Four ကြီးမှာကျွန်တော်ကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ West Ham လိုတင်းနဲ့ကျွန်တော်ကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အတိုင်းတာတစ်ခုထိဒီဘာသာကျွန်တော်ဒီလုံးဝအားမကန်ငင်ဘူးကွာဆိုတာမျိုးကျွန်တော်တို့လုံးဝလုံးလို့မရဘူးနော်လို့လို့မရဘူးကျွန်တော်အတိုင်းနာတစ်ခုဒီဂွန်တိခအရာတော့ကျွန်တော်ကံမရမယ်ဒါမှမဟုတ်ကျွန်တော် Chelsea နဲ့ပွဲ ်ချက်စီဆိုလို့ရှိရင်ကျွန်တော်ဒီတို့ဒီ UCL ဝင်ခွင့်တိုက်ပွဲကိုတို့ဝင်နေတဲ့အချိန်တွေမှာကျွန်တော်ဖြစ်တယ်။ဒါပြင်ချက်စီအိမ်ဝင်လည်းဖြစ်လာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ဒီဘာလဲတကယ်ကျွန်တော်တို့ဒီပြိုင်ဘက်အသင်းနဲ့ကျွန်တော်တို့ဖြစ်လာဖြစ်တဲ့ကြောင့်မို့ဒီလူပွဲမျိုးမှာလည်းကျွန်တော်တို့လုံးဝအားရှော့မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်လုပ်လို့မရ။အဲဒီလူမျိုးပေါ့နော်။ဒါဒီဒီလိုအချိန်ဒီမျိုးတွေကို Amrain ကျွန်တော်တို့ဒီအဲဒီဘာလဲကောင်းကင်တွေကိုအငြင်းကျိုးပန်းနေဒါပေမဲ့လည်းပဲအဲကစားသမားတွေကဒီဘာလဲကျွန်တော်တို့ဒီ အဲဒီ Europa League ကိုပို့ပြီးတော့ကျွန်တော်တို့စိတ်ရောက်နေတာမျိုးတွေတော့ကျွန်တော်တို့ရှိတယ်ပေါ့နော်ဆိုတော့ဒိုင်းနဲ့ပတ်သက်ပြီးတော့ Amoring ကတော့အကောင်းဆုံးဂိုင်တွေပြင်ဆင်သွားဖို့အတူဂျူပန်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေသူပြောသွားတာမျိုးကျွန်တော်ရှိပါတယ်ဆိုတော့ကျွန်တော် Premier League မှာဒီချက်ပို့ပြီးရကျွန်တော်ဆိုးလို့မရတော့ပါဘူးလက်ရှိတော့မှကျွန်တော်အဆင့်15ပါဗျာဆိုတော့ဟို West Ham ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဆင့်ဆက်ခွန်မှာရှိနေတဲ့အသင်းအနည်းဆုံးတော့ကျွန်တော်အိမ်ဝင်းနဲ့ဖြစ်တယ်နိုင်မှုဂျူပန်ရမှာပဲဆိုတော့ Chelsea နဲ့ပွဲကြလို့ရှိရင်တော့ကျွန်တော်တို့ဒါကိုသင်္ကာရေးရကျွန်တော်ထိန်းကမ်းနေနေတာမျိုးဖြစ်သွားပြီ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ final နဲ့အရင်ကတ်သွားပြီဒါပြင်ချက်စည်းကိုယ်တိုင်ကလည်းဒီဘာလို့တကယ်ကျွန်တော်တို့ဒီအဲဒီ UCL ဝင်ခွင့်အတွက်သူတို့လုံးဝကျွန်တော်တို့ပြင်မှတ်ထားပြီးတော့လုံးဝကျွန်တော်အသေးအံကစားလာမယ့်နေရာမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲကျွန်တော်တို့နယ်လေးကြော်တတိထားပြီးတော့ကျွန်တော်ကစားမှတော့ရမယ်ပေါ့နော် ပြီးတော့ Chelsea တို့ပါ Chelsea ရာလည်းဒီသူတို့ဘတ်တင်နဲ့ကျွန်တော် final ကမ်းဘူးရှိရယ် conference လေးအဲ့ဒါကလည်းသူတို့ဒီပေါ့နော်29ရက်နေ့ဆိုတော့ အဲကျွန်တော်တို့ဒီ Europa League final ပြီးမှကျွန်တော်တို့ဒီ Conference League final ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြောလို့ရရမှာเนาะဆိုတော့ဒီတစ်ကြိမ်မျိုး Chelsea က Premier League မှာလည်းလုံးဝကျွန်တော်တို့ဒီ Hannoverson Iron side လာမဲ့နေထိုင်ပြီးတော့ကျွန်တော်ရှိနေပါเนาะဆိုတော့လက်ရှိအခြေအနေတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Anthony ရှိတဲ့ Button နဲ့ဒီ Sancho လို့ရှိနေတဲ့ Chelsea တို့ကျွန်တော်တို့တွေ့တယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တော့ဖြစ်နေပါเนาะဆိုတော့အဲထားလိုက်ပါဆိုတော့ဒါကတော့ကျွန်တော်တို့ဒီဘောနော် Amarillo Press မှာဒီ Watson နဲ့ Bordeaux Press မှာပြောသွားတဲ့အထဲကအဓိကအကြောင်းအရာလေးအဲဒီဘောနော် တို့ဒီဂျိုင်းမှာအဲ final နိုင်ငံကျွန်တော်နှစ်ပွဲရှိတယ်နှစ်ပွဲလုံးမှာလည်းကျွန်တော်တို့ဒီအဓိကကစားသမားတွေကိုကျွန်တော်တို့ဒီဟိုပွဲကစားချိန်တချို့ကျွန်တော်တို့လုံးလုံးကျွန်တော်အနားပေးတာမျိုးမဟုတ်ဘဲနဲ့ပွဲကစားချိန်တချို့ကျွန်တော်ပေးသွားဖို့ရှိရယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဒါပေမဲ့လည်းပဲ injury ကြေကိုတော့ကျွန်တော် injury နဲ့နှီးစပ်နေတဲ့ player တွေကိုတော့အကောင်းဆုံးကျွန်တော်တို့ manage လုပ်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်တို့ပြောသွားတာဖြစ်ပါတယ်ဆိုတော့အများကြီးလက်ခံလို့ရတဲ့ကိစ္စတခုကျွန်တော်ဖြစ်ပါတယ် တော့နောက်ထပ်ကျွန်တော်ဒီ Marcus Rashford နဲ့ပတ်သက်ပြီးတော့ပါဆိုတော့ Marcus Rashford ရဲ့အခြေအနေကတော့အခုလက်ရှိကျွန်တော် AS Milan မှာအငားထွက်ပြီးကစားနေတယ် AS Milan နဲ့ကျွန်တော်ဒီ United ရဲ့ကျွန်တော်ဒီအငားစာချုပ်ထဲမှာဆိုလို့ရှိရင်မိမကျွန်တော်အပိသက်ခေါ်ယူပြီပေါင်သန်း40လာเนาะအဲ့ဒါနဲ့ကျွန်တော်ပြီးသက်ခေါ်ယူဝင်ဆိုတာကျွန်တော်ပါတယ်ဗောနော်ဆိုတော့ပေါင်သန်း40အပြင်ကျွန်တော်သံသမားရဲ့လုခလာစာကလည်းကျွန်တော်ဒီဗောနော်ခေါ်မဲ့အသင်းတွေအတွက်ဟိုစောင့်ကြည့်ခြင်းစီอ่ะ အဲဒီပေါ့နော်ဟိုတိထားစရာအချက်တခုတော့ကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ရိုမန်နိုရဲ့ကျွန်တော်တို့ပြောကြားချက်မှာဆိုလို့ရှိရင်เนาะမာကတ်ရက်ရှ်ဖို့နဲ့ဘာစီလိုနာကို အာဒီသူပြောထားရတာရှိတယ်အဲပြီးခဲ့တဲ့ကျွန်တော်တို့ဒီဇန်နဝါရီ transfer မှာမာကတ်ရက်ရှ်ဖို့ကိုအသင်းဘက်ကကျွန်တော်ငါး ငားချဖို့ပေါ့နော်ငားချဖို့အပိတက်ရောင်းချဖို့လေကျွန်တော် လုပ်တယ်လုပ်တယ်ဆိုရင်အနေထားမှာဘာစီလိုနာကလုံးဝကျွန်တော်ထိတ်ဆုံးကနေပြီးရေပန်းစားခဲ့တယ်လို့ဘာစီလိုနာကိုယ်တိုင်ကလည်းသာသနာမဖြစ်သူကိုတကယ်ကျွန်တော် appreciate လုပ်တဲ့အချိန်မှာပါပြီးတော့တကယ်ကျွန်တော်ခေါ်ခြင်းခဲ့တယ်ဒါပေမဲ့လည်းဘာစီလိုနာမှာကကျွန်တော်ဒီပေါ့နော်ဒီ financial fair play အရာဆိုလို့ရှိရင်ဘလို့နည်းနဲ့မှ market rush ပို့ကိုသူတို့ရဲ့ကျွန်တော် squad ထဲမှာထည့်သွင်းဖို့ဘလို့မှမဖြစ်နိုင်ဘူးအဓိကအဖြစ်ကျွန်တော်တို့အသင်းမှာ asu party မထွက်သေးတဲ့အတွက်ကြောင့်မလို့လို့ကျွန်တော်တို့ ရိုမန်နိုကကျွန်တော်ပြောထားတယ်ဆိုတော့အန်စူပါတီကလာမယ့်ຫນွေမှာအန်စူပါတီကိုလိုရောင်းမှာလားဒါမှမဟုတ်ဒါကြောင့်ကုန်တာလားဘယ်လိုလဲတော့ကျွန်တော်လည်းသိချာမသိဘူးကျွန်တော်သိချာမကြည့်ရသေးဘူးဒါပေမဲ့ကျွန်တော်ဒီအန်စူပါတီနဲ့ပြီးစပြီးတော့အခုလာမယ့်ຫນွေမှာသိချာခြင်တွေပြီးလို့ရှိရင် Marcus Rashford ကိုသူတို့အခုချိန်ထိကျွန်တော်ခေါ်ချင်နေတော့မယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့အဲကြောင်းရွှေကြီးကကျွန်တော်ပေါင်သန်း40နော်ပေါင်သန်း40ပြီးတော့ကျွန်တော်တို့ဒီဒုက္ခလာစား ဘာညာတော့ကျွန်တော်ရှိတယ်ဘာစီလိုနာဒုက္ခလာစားကျွန်တော်မြင့်မြင့်ပေးတဲ့ထဲမှာတော့ပါတော့ပါတယ်ပေါ့နော်ဆိုတော့ဘာစီလိုနာက market search ကိုတကယ်ကိုကျွန်တော်စိတ်ဝင်စားနေတဲ့ခြေမျိုးဖြစ်တယ်ဆိုတော့ຫນွေမှာကျွန်တော်တို့အဲဒီပေါ့နော်ဟိုကျွန်တော်တို့တခြားဆောင်ကြည့်ရမယ်ပြောင်းရွှေ့တစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Aston Villa နဲ့ကျွန်တော် Barcelona နဲ့ရှင်မယ်ဆိုလို့ရှင်တော့ဗျာအတည့်ရတိုင်းကျွန်တော်ဘယ်သူကတော့ Aston Villa ရွေးမှာလဲ Barcelona ပေါ့ เนาะบาร์เซโลนาပေါ့ဆိုတော့ဒီတက်ကြောင့်မလို့ဒီတကယ်လို့ကျွန်တော်ဘာစီလိုနာကအဲခေါ်မယ်ဟိတ်ဆိုလို့ရှိရင်เนาะအဲကျွန်တော်တို့ Marcus Rashford ကကျွန်တော်တို့ဒီအဲဒီ AS Milan မှာခေါ်လဲဘာစီလိုနာနဲ့တော့ကျွန်တော်ဖြစ်နိုင်သေးရဲ့လို့ကျွန်တော်ပြောလို့ပြရပါတော့ဆိုတော့ကျွန်တော်တို့ဒီ Rashy အနေနဲ့ဆိုလို့ရှိရင်တော့သူ option တွေပို့ပြီးတော့များလာပါဗောလေဆိုတော့ AS Milan ကကျွန်တော်ခေါ်မယ်မခေါ်ဘူးတိတ်ဂျင်းတည်ရဲ့အဲထဲမှာမပါဘူးဗောနော်ဘာလို့ဆိုတော့နောက်နောက်ဖြစ်သူရဲ့ကျွန်တော်လောက်ခလာစားငါတော်တော်များနေ3သိန်းကျော်ဗောနော်3သိန်း2000ဆိုရင်အနေထားကအဲဒီ AS Milan လို့ကလပ်မျိုးကကျွန်တော်တို့ မပေးနိုင်တာတော့မဟုတ်ပြီမဲ့ပေးခြင်းမမလားပေါ့နော်ပေးခြင်းမမလားဆိုတဲ့ချက်ကလည်းကျွန်တော်ရှိသေးတယ်ဆိုတော့ဘာစီလိုနာတော့တရားပေါက်ပေးနိုင်တယ်တရားပေါက်ပေးနိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီအဲသူတို့ကဒီရရှိကိုကျွန်တော်တို့ဒီတောင်မန်ကစားသမားတယောက်ဖြစ်မြင်တာမျိုးတင်မဟုတ်ဘဲနဲ့ကျွန်တော် first time ဖြစ်လဲကောင်းကစားနိုင်တယ်အဲကစားသမားတယောက်ဖြစ်ကြုံမြင်ထားတယ်ဆိုတော့သူတို့ဒီပေါ့နော်သူတို့စီမှာကျွန်တော်တို့ဒီတိုက်စစ်လိုအပ်ချက်အရာဆိုလို့ရှိရင်လည်းရရှိရကျွန်တော်အများကြီးအဆင်ပြေမယ်လို့သူတို့ ဒီခံယူထားတယ်ပေါ့နော်ဘာစီလိုနာဆိုတော့ဒီလိုကြောင့်မလို့ဘာစီလိုနာကຫນွေမှာ market pressure နဲ့ပတ်သက်ပြီးတော့ဒီဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒီလှုပ်ရှားမှုတွေလှုပ်လာနိုင်ကြချုံရှိတယ်။ Ansufali နဲ့ပတ်သက်ပြီးတော့အရင်ကင်တွင်ပဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီ financial fair play အရသူတို့အများကြီးစင်ပြေသွားပြီ။အများကြီးစင်ပြေသွားပြီဆိုတဲ့အနေအထားမှာ ratio ကိုသူတို့ခေါ်ဖို့ကြိုးပမ်းမယ်ဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့ဖြစ်နေတယ်။ဆိုတော့ အသင်းမှာပြန်မြင်ရဖို့ကတော့တော်တော်ကြီးမဖြစ်နိုင်တော့ဘူးပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်ဒီ Emery ရောက်ပြီးကျွန်တော်ဒီအသင်းကနေပြီးတော့အငှားထွက်ကစားတဲ့ကစားသမားတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အဲဒီအဲဆန်ချိုကတော့ကျွန်တော်တို့ဒီဗာလဲ Every Night Out တွေကအဲထွက်ကစားတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်။အဲ Chelsea ကကျွန်တော်တို့ပြီးတက်ခေါ်မခေါ်ပေါ်တော့ကျွန်တော်တို့မူတည်တယ်။ဒါပြင်ကျွန်တော်တို့ဒီ Rashy ကြတော့မတူးဘူးပေါ့နော်။ Rashy တို့ Anthony တို့က အသင်းမှာရှိနေရတာနဲ့အသင်းမှာလူလူပါတယ်ဆိုတာတော့ဒီကောင်းလေးကိုကျွန်တော်အငှားကိုလုံးဝထုတ်ကစားရတဲ့အချိန်လေးမျိုးထိကျွန်တော်ဖြစ်သွားတယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် Amrin ကသူ့လက်အောက်မှာဘလို့မှအဆင်မပြေဘူးလို့ခံယူထားမှရတယ်ဒါကျွန်တော်ယတိပြတ်တော့ကျွန်တော်ပြောလို့တော့မရသေးဘူးနော်ဘလို့အဆင်မပြေလောက်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့ရရှိကိုတိုင်းလည်းအဲဒီဘာနော်အသင်းရထားတာကျတော့ယူရိုပါလိပါရပြီချန်ပီယံလိအဖတ်ဘောကျတော့ကစားရမယ်ဆိုလို့ရှိရင်တောင်မှအသင်းမှာဆက်ရှိနိုင်ကြည်အရင်နေတယ်လို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ အဲအန်တိုနီကိုလည်းကျွန်တော်အပြီးသက်ရောင်းချမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီ market threshold ကိုလည်းအပြီးသက်ရောင်းချလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ brother တို့ရောဒီသတင်းတွေပတ်သက်ပြီးပြောပြကြတယ် comment တွေမှာဝင်ရောက် match ပြီးတော့ရပါတယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ရထားတဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ issue အပြင်ညီကများလည်းကြည့်ဒီများဒီမှာလည်း channel ကို subscribe လုပ်လို့ဆိုလို့ရှိရင် subscribe လုပ်ကြပါဦးအားလုံးဆုံးပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကြည့်ကြပါ